။မွေကျွန်းကနေအသက်ရှင်လျက်သွားနိုင်မှုဆိုတာကတော့လူတဲချို့တွေဟာသူတို့ရဲ့လုပ်ပေါ်ကိမ်းမက်ကိုတော့စောက်ထိုးချိတ်ဆွဲထားတာပဲဖြစ်ပါတယ်။အဲဒီလူရဲ့ခန္ဓာကိုယ်မှာလည်းသွေးတွေထွက်အောင်ဒဏ်ရာတစ်ခုလှီးဖြတ်လို့ထားပြီးတော့စပကြီးမွေကြီးကိုပြင်ဆင်ထားတဲ့ထောင်ချောင်တဲကိုအကြောင်းမျှပြီးတော့ခေါ်ပါသေးတယ်။ကိုယ့်ရဲ့လုပ်ဖို့ကိုင်မဲ့ရဲ့အတက်ကိုစရီမသာသူတို့အတွက်အသက်ရှင်ဖို့မျှော်လင့်ချက်ရှိမှဖြစ်ပြီးဒါကလည်းသူတို့တွေစီစဉ်ထားသလိုပါပဲစပယ်ကြီးမွေကြီးကတွင်းနဲ့ရှားတဲ့အခါမှာထောင်ချောင်သေးကိုဝင်လာခဲ့ပါတော့တယ် သူရဲ့ကြီးမားလာတဲ့ခန္ဓာကိုယ်ကိုဖြည်းဖြည်းချင်းလူးလွန်ပြီးတော့မှငစားဖြစ်နေတဲ့ပြင်မှာချိန်ထားတဲ့လူစီကိုရောက်လာခဲ့ပြီးအဲနောက်မှာတော့ပါဇက်ကိုဟာပြီးတော့လူတယောက်လုံးကိုမျိုးချလိုက်ပါတော့တယ်။ခြေတော်ခန္ဓာရတဲ့အမျိုးသားကတော့ရုံးငံမှုတွေအခွင့်အရေးတော့မရခဲ့ပဲနဲ့စပယ်ကြီးမွေရဲ့အစာရည်ပြုံလေးကိုတန်းရောက်သွားခဲ့ပြီးအစာရည်ပြုံလေးကကက်စီစီအကြည့်ချွဲတွေနဲ့ထိတွေ့တဲ့အခါမှာတော့မွေကြီးရဲ့မျိုးချတဲ့အရှင်ကိုပို့ပြီးတော့မြန်ဆန်သွားစေခဲ့ပါတယ်။ညီစိုးစိုးပိုးရဲ့အနေကသူ့ရဲ့မျက်နှာကိုရိုက်ခတ်လာတဲ့အခါမှာထိတ်လန့်လို့နေပြီးတော့အမျိုးသားကိုပို့ပြီးတော့ကြောက်ရွံ့သွားစေပါတယ်။ အဲ့ဒီအချိန်မှာပဲပုံအောင်နေတဲ့သူ့ရဲ့လုပ်ဖို့ကံမလေးကမျက်စိရှိကကြေခွဲဝေရာဖြစ်ပျက်တွေကိုစိတ်လုံရှားစွာနဲ့ကြည့်နေခဲ့ပါတော့တယ်။မွေကြီးကသူ့ရဲ့လုပ်ဖို့ကံမကိုစားလိုက်မှသာသူ့တို့အတွက်လှူရှားဖို့အတွက်အခွင့်အရေးရလာခဲ့တာဖြစ်ပြီးတော့အကြောင်းရင်းကတော့စပယ်ကြီးမွေကြီးဟာအစာကိုမြုပ်ပြီးတဲ့အခါမှာအချိန်တစ်ခုလောက်ထိအနားယူမှသာဖိုက်သေးကအစာကိုလှင်လင်းမြင်းမြင်းခြေဖြတ်နိုင်မှာပဲဖြစ်ပါတယ်။ မွေကြီးကအဲ့ဒီလိုနီးလန်းနဲ့အလေးချိန်ကိုရှော့ချတာဖြစ်ပြီးတော့မှအားလုံးမျောလင့်ထားသလိုပါပဲအဲ့ဒီအမျိုးသားကိုမျိုးပြီးတဲ့နောက်မှာတော့မွေကြီးဟာမွေချင်းလေးကိုခွေပြီးတော့မှလုံးဝမလုပ်တော့ပါဘူးတကယ်လို့များသူ့ကိုတစ်ချက်ထင်းနဲ့အသေးတက်ခြင်းနဲ့ဆိုရင်အခုချိန်ကအကောင်းဆုံးချိန်ဖြစ်ပြီးတော့မှအဲ့ဒါကြောင့်ပဲနွေကြိုးတွေနဲ့ပိုက်ကွန်တစ်ခုဖန်နေပြီးတော့ချင်းချင်းမျက်စာပြပြပြီးတဲ့နောက်မှာမွေကြီးစီကိုကြောက်ကြောက်လန့်လန့်နဲ့တိုးကက်လို့သွားပါတော့တယ်အဲ့ဒီချိန်မှာတရက်ဂယုမပြူမိတာကတော့အားအလုံးကျုံသုံးမိတဲ့ကောင်းလေးဟာအတန်းထွက်သွားခဲ့ပြီးမွေကျင်းလေးကိုလှုပ်ရှားမှုရှိတာသတိပြုမိသွားပါတယ် မွေကြီးကနိုးထလို့လာခဲ့ပြီးတော့သူဟာကြေးမလာတဲ့ခေါင်းကြီးကိုမော့ပြီးတော့ရုံးကန်တဲ့အခါမှာຫນွေပိုက်ကြီးကရှေတိုးနောက်ဆုံးဖြစ်နေခဲ့ပြီးပိုက်ကိုဆွဲကင်တဲ့လူတွေကလည်းနေရာအနှံ့ဒီဥတိုက်ပါသွားခဲ့ပါတော့တယ်။အားလုံးကဆက်ပြီးတော့တောင်မခံနိုင်တဲ့အခါမှာကောင်းကြီးကကောင်မလေးကိုအုံးစီတွေတွားယူပြီးတော့ထွန်းထွန်းလုံးနေတဲ့မွေကြီးပေါ်ကိုလောင်းချခိုင်းပါတော့တယ်။လူစားတဲ့မွေကြီးကိုအရှင်နဲ့လည်းမီးရှို့တက်ဖို့လှုပ်ထားပြီးမယ်လေ။အားလုံးမတင်ထားမိကြတာကတော့အဓိကကြတဲ့အချိန်မှာမတော်တဆမှုတစ်ခုဖြစ်လာခဲ့တာပါ။ ထေလန်ကြောင်ရုံနေတဲ့ကောင်မလေးဟာတကိုယ်လုံးတုံရင်နေတာကြောင့်အချိန်ချင်းစူးစမ်းပြီးမြလက်သေးကမိကျကိုမိတအောင်ချစ်နိုင်စွမ်းမရှိပါဘူးခက်ခဲခဲခဲနဲ့မိကြီးလိုရရပြီးတဲ့အခါမှာတော့မွေကြီးနဲ့ကိုပြစ်ချဖို့လုပ်ပေးမယ်လေအရှုပ်ထွေးတွေကြားထဲမှာခြေခေါက်ပြီးတော့မိကြီးဘုတ်ကိုလဲကျသွားတာကြောင့်ပဲလက်သေးကမိကျကလည်းအဝေးကိုလွင့်စင်လို့သွားပါတော့တယ်သူရဲ့ပေါ်ရမှုတွေကြောင့်မိရှုဖို့အကောင်းဆုံးအချိန်ကိုလွဲလျှော်ခဲ့တာဖြစ်ပြီးတော့ကြီးမားလာတဲ့မွေကြီးရဲ့အားတစ်ချက်ထင်းနေတဲ့ပိုက်ကွန်ကိုင်းထားတဲ့လူတွေကိုလွင့်စင်သွားစေခဲ့ပါတော့တယ် အဲ့ဒီချင်းလေးကိုမြင်လိုက်ရတဲ့အခါမှာကောင်လေးဟာမြေကြီးဘုတ်ကိုတိုင်ပင်ထိုးချလိုက်ပြီးမြေကြီးကိုကောက်ပြီးတော့မှငွေချင်းလေးကိုပြစ်ချလိုက်ပါတော့တယ်။အုံစီရဲ့အကူကြီးနဲ့တူတူမီးတော့ဟာအရှင်ပြင်းပြင်းနဲ့တောက်လောင်သွားခဲ့ပြီးတော့စီရီရွှဲစုံနေတဲ့မွေးကြီးဟာမီးဟုံဟုံလောင်လို့နေပါတော့တယ်။မီးတော့ကသူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုဖုံးလွှမ်းလို့နေပြီးတော့မီးတော့တဲ့ကနေအတန်တန်ကြီးတွေထွက်ပေါ်လာခဲ့ပြီးအဲနောက်မှာတော့မွေးကြီးဟာမြေပြင်ပေါ်ကိုလဲကျသွားတာကြောင့်ပဲအားလုံးကသူ့ကိုမီးလောင်ပြီးတော့တည်သွားပြီးထင်ကတင်းကျပ်နေတဲ့စိတ်တွေလည်းအနှင်းငယ်ပြေရောလို့သွားပါတော့တယ်။ ါပေမဲ့သူတို့တွေပြောလို့မဆုံးရင်မှပဲမီဟုံးလောင်ကျွမ်းနေတဲ့မွေးကြီးကခေါင်းပြန်ထောင်လာခဲ့ပြီးတော့သူ့ကိုတတ်ဖို့ကြံတဲ့လူတွေကိုစူစူရဲကြည့်နေပါတော့တယ်။သူနဲ့အတူတူမီးလောင်စေချင်နေတာပြပြီးတော့မှနောက်ဆုံးမှတော့အန်နင်းနဲ့မွေးကြီးဟာအတူတူဒေဆုံးလို့သွားခဲ့ပြီးတော့ကြံတဲ့လူတွေကတော့အဲ့ဒီကျုံးပေါ်ကနေလွတ်မြောက်လို့သွားပါတော့တယ်။ဟုတ်ကဲ့ဒီနေ့ရဲ့ဇလန်လီကတော့ဒီလောက်ပါပဲခင်ဗျ။